မင်္ဂလာပါဗျကျွန်တော်တို့ new future youtube channel ကနေကြိုဆိုပါရစေကျွန်တော်တို့အများမြန်မာနိုင်ငံနိုင်ငံသားတွေအတွက်အရန်ကိုစိတ်ရှုပ်စရာမိစ္ဆာကောင်တို့အပြောခံရတဲ့ကိုချင်းစိုးကတော့မနေ့ကည9:00နာရီမှာတက်တုတ်ရိုက်ပြီးတော့ပြန်သွားလိုက်ရတယ်ဗျဘယ်နိုင်ငံကပဲဖိတ်ဖိတ်နိုင်ငံတကာစာမျက်နှာပေါ်မှာခွေးတိုးပေါက်ကနေဘလို့ရဲ့ဘလို့ပုံစံနဲ့ပဲလေးဖက်ထောက်ပြီးပဲဝင်ရောက်ဝင်ရောက် ဝင်မဲဆိုတဲ့ရည်ရွယ်ချက်အချိန်ပြည့်ရှိနေတာတော့ဒါမအားလာရဲ့ထုံးစံပဲဒီလိုဘင်းဆက်အစည်းအဝေးဖိတ်ကြားခံရပြီးတက်တုတ်ရိုက်ပြီးပြန်လိုက်ရတဲ့ကိစ္စကတော့ဘာကြောင့်လဲဆိုဒါကတော့ကျွန်တော်တို့နိုင်ငံတိုင်းငံရဲ့ဆက်ဆံရေးနိုင်ငံတိုင်းငံရဲ့အဖြစ်ပြက်ဟာတခြားနိုင်ငံနဲ့တိုက်ရောက်မှုရှိသလားမရှိသလားဆိုတော့ဖိတ်ကြားလိုက်တဲ့နိုင်ငံအတွင်းမှာရှိတဲ့လွတ်တော်ဒဲမာတောင်မှပြည်သူတွေကိုဒီလောက်တတ်ဖြတ်ပြီးတော့ငလျင်ဘေးဒဏ်ခံနေရတဲ့အချိန်ခါမျိုးမှာတော့ ဒီလိုသွေးစွန်းတဲ့လက်စုံကိုလက်စွဲနှုတ်ဆက်တယ်ဆိုတော့အရာကိုပြည်သူတွေကလွှတ်တော်ထဲမှာရှိတဲ့လူတွေကမကျင်တတ်လို့ဇာနာပြတယ်ပြီးရင်ထိုင်းပြည်သူတွေကလည်းထိုင်းနိုင်ငံအတွင်းမှာကာစီနိုဝိုင်းတွေလောင်းသားဝိုင်းတွေအစိုးတင်သွင်းတဲ့အရာကိုလုံးဝကန့်ကွက်ပြီးတော့ဇာနာပြတာတွေအများကြီးရှိတယ်ဒါပေမဲ့ဒီအရာကဒီထိုင်းနိုင်ငံနဲ့သက်ဆိုင်တဲ့နိုင်ငံရေးပေါ့ကျွန်တော်တို့နိုင်ငံနဲ့သက်ဆိုင်တဲ့နိုင်ငံရေးကြတော့မနေ့ကចောင်းသားတယောက် မင်းအောင်နိုင်နေတဲ့ရှန်ဂရီလာဟိုတယ်အထိလာပြီးတော့ပြောသွားတဲ့ဇကားတွေမှာဒါကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးသိမယ်လူတယောက်ဟာဇကားတခွန်းကိုတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတယောက်ဟာပြည်သူအပေါ်မှာ ပြောထားတဲ့ဇကားတခွန်းကိုတီးရမယ်ဒီကျောင်းသားပြောသွားတဲ့ထဲမှာကျွန်တော်တည်တော့ကတော့လူအယောက်6000လောက်တေးကြီးပျက်စီးနေတဲ့အချိန်ခါမျိုးမှာတွဲစွန်းသောလက်ကိုငါတို့နိုင်ငံအုပ်ချုပ်တဲ့လူကလက်စွဲမနှုတ်ဆက်ဘူးလို့ပြောတဲ့အချိန်က အခုအချိန်ခါမျိုးမှာဘာကြောင့်များဒီလိုလက်ဆွဲနှုတ်ဆက်ပြီးဒီအစည်းအဝေးကိုဖိတ်ရလဲဆိုပြီးထိုင်းပြည်သူတွေကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအပေါ်မှာတနာညတ်တာတဲ့စိတ်တွေနဲ့ဖြစ်နေကြတယ်ဒီရောက်ကျေးဇူးအများကြီးတင်ပါတယ်ဒါကြောင့်မလို့ဒီចောင်းသားကအဲ့ထဲမှာပြောသွားတဲ့စကားလည်းတခုပါသေးတယ်ဗျမင်းတို့ရဲ့အစည်းအဝေးဟာတွေးចောင်းစီးနေတဲ့အစည်းအဝေးပဲဖြစ်မယ်ဆိုပြီးပြောသွားတာကြားသိရပြီးတော့ ဒီចောင်းသားငယ်ကိုလိုက်ဖမ်းတဲ့အချိန်မှာပြီးတော့ပြန်လှုပ်လိုက်တယ်လို့ကြားတယ်ပြန်လှုပ်လိုက်တဲ့အချိန်မှာသူနဲ့အင်တာဗျူးပုံစံမျိုးပြောတဲ့အချိန်ကမျိုးမှာငါတို့ရဲ့အိမ်လေးချင်းနိုင်ငံဟာဒီလိုစုပ်ပြတ်တတ်ပြီးအာဓုပအိမ်ကဲဆိုစုပ်ပြတ်တတ်ပြီးတော့အပုံနဲ့တထောင်လုံးထွက်နေတဲ့အချိန်ခါမျိုးမှာတော့ငါတို့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူကတော့ကြည့်မနေဘူးနိုင်တဲ့ဘက်ကနေကူညီမယ်ဆိုတဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုတူတောင်မှဘာမှမဖြစ်ဘူးကျွန်တော်အတွက်မစိုးရိမ်ပါနဲ့အိန္ဒိယနိုင်ငံတွေအတွက်ပဲစိုးရိမ်ပါသူပြောတော်တဲ့စကားလို့တကယ်ကိုလေးစားပါတယ် ဘာကြောင့်လဲဆိုရင်လူငယ်လူငယ်ဆိုတာတိုင်းပြည်ကိုတိုင်းပြည်ရဲ့အနာဂတ်မှာအုပ်ချုပ်မဲ့လူငယ်တွေဖြစ်နေတဲ့အတွက်ဒီလူငယ်တယောက်ရဲ့အမှန်တရားကိုသိတဲ့စိတ်ဓာတ်ကိုတော့ကျွန်တော်တို့မဖြစ်မနေလေးစားသမှုပြုရမယ်ဗျာဒီလိုလူငယ်ကောင်းတွေဥဆောင်တဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တော်လန်ရေးဟာတဲ့ထိထိရောက်ရောက်နဲ့အ ਨੇ ဆုံးကျွန်တော်တို့ရခိုင်နှုံးပြည်အားဖြင့်ပြောမယ်ဆိုရင်တော့တရားရခိုင်နှုံးရှိတယ်ဗျာဒါပေမဲ့ဘာကြောင့်ဒီလိုမျိုး မပြီးဆုံးသေးတယ်လေဆိုတာကငါဆွဲတရားတွေအတ္တတွေလိုချင်မှုတွေများပြားနေတဲ့အတွက်ကျွန်တော်ဒီတော်လန်ကြီးကမပြီးဆုံးဘူးလို့သတ်မှတ်တယ်။ဘာကြောင့်မပြီးဆုံးလဲ။ထပ်ပြီးပြောရမယ်ဆိုရင်စီလုံးညှို့မှုရှိရမယ့်နေရာမှာစီလုံးညှို့မှုမရှိဘူး။ခေါင်းဆောင်ခေါင်းတယောက်ရဲ့အရေးအချင်းတွေ မပြည့်ဝတဲ့လူတွေနေရာတိုင်းမှာအဖွဲ့အစည်းတိုင်းမှာရှိနေတဲ့အတွက်ဒီလိုပြဿနာမျိုးတွေဖြစ်လို့ကျွန်တော်တို့တော်လှန်ရေးဟာနှောင့်နှေးနေတယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်။အဲဒါကြောင့်မလို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေရဲ့ကိုကျင်းစာတရားနဲ့ဒီចောင်းသားလူငယ်ရဲ့ပြောသွားတဲ့စကားတွေပေါ်မှာကျွန်တော်တို့ကာရဝပြုပါတယ်ဗျ။အဲ့ဒီလိုပဲကျွန်တော်တို့စက္ကဆရဲ့ဆက်လက်တဲ့ရုပ်မာနေတဲ့အရာတွေကိုတော့ကျွန်တော်တစ်ချက်တည်င်းပုံစံမျိုးနဲ့ပြောပြမယ်ဗျ။ ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြည့်အခက်ရက်စဲပါတယ်လို့ပြောတဲ့စက္ကစစစ်ကောင်စီကတော့ကျွန်တော်တို့လွိုက်ကော်မြို့နယ်ပီကင်းကော်ဘူးကော်ခူးကျေးရွာမှာ အပြစ်မဲ့တဲ့ပြည်သူတွေကိုလိုက်ပြီး6လတ်နဲ့ပုံစံမျိုးနဲ့ခမရ40နှစ်နှစ်တက်ကနေလက်နက်ကြီးနဲ့တနေကုန်ပြစ်ခတ်တိုက်ခတ်လို့ဒေသခံ၄ဦးတည်ဆုံးသွားပါတယ်အဲ့ဒါအပြင်ပဲကချင်ပြည်နယ်အင်းတော်မြို့နယ်မှာရှိတဲ့ဘုံကြီးကျောင်းကိုလေရင်နဲ့ဘုံတွေကျဲလို့ပြည်သူ၂ဦးတည်ပြီး ရှီဦးတန်ရန်ရရှိတယ်ဗုဒ္ဓရုပ်ပွားကျွန်တော်တို့ရဲ့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံအတွက်ဆုံးရှုံးတဲ့အရာတွေကတော့ဗုဒ္ဓရုပ်ပွားတော်တွေဘုန်းကြီးကျောင်းတွေဓမ္မယုံအဆောက်အုံတွေများစွာပျက်စီးခဲ့တယ်အဲ့ဒီလိုပဲထပ်ပြီးတော့စစ်မှုတန်းလုံနေတဲ့စကစကတော့အခုနီးတစ်ခုတုံးလာတာရှိတယ်ဗျအရင်တုန်းကသူတို့ပဲနှင်ထုတ်ခဲ့တဲ့ရိုဟင်ဂျာလူမျိုးတသိန်းဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာလူမျိုးတသိန်း၈၀၀၀ကိုနေရပြန်ပြီးတော့နေဖို့အတွက်ခွင့်ပြုလိုက်တယ်။ဒါကတော့ နိုင်ငံရေးအရာစီအေးရခင်ဗျားတို့သိကြမယ်ထင်တယ်နောက်တစ်ခုနေပြည်တော်တက်ကုန်းမကြီးပင်ရွာမှာရှိတဲ့လူငယ်ခုနှစ်ဦးကိုလည်းနေအိမ်ဘော်ထိတက်ပြီးတော့အတင်းအဓမ္မပေါ်တာဆွဲတယ်ဒီလိုမြန်မာနိုင်ငံအတွင်းမှာလူငယ်တွေရဲ့အခမ်းကဏ္ဍနဲ့ရှစ်ဆောင်နေတဲ့အချိန်ကာလမျိုးမှာလူငယ်ဒီကိုကြီးအဓိကပေါ်တာဆွဲပြီးလုံနေတယ်ဆိုတာကျွန်တော်တို့လူဒန်းစား၃ရက်ကထပ်ပြီးခွဲထားတဲ့ပုံစံမျိုးတိုင်းတွေးမယ်ဆိုရင် အဲ့ဒီလူဒန်းစား၃ရက်စလုံးကိုပါစနစ်တကျနဲ့ရိုက်ချိုးဖျက်ဆီးနေတာကိုတွေ့ရလိမ့်မယ်ဗျာနော်နောက်တစ်ခုဟိုဟာဒီကြားထဲမှာကျွန်တော်ထပ်ပြောချင်တာကိုပေါံပေါ်ကိုမိဘွားကြတဲ့လူဒန်းစားမနေ့ကတော့ကျွန်တော်တို့မန္တလေးမှာရှိတဲ့အမှန်နဲ့ပြည်ဘောကစိုင်ယုံကငလင်ဘေးတန်တင်းတဲ့၃ဦးတည်ပြီးတော့ကိုဦးတန်ရရတဲ့ကိစ္စကိုပြောသလိုပဲအခုနေပြည်တော်မှာငလင်ငလင်တန်တင်းလို့နန်းစီဒီအန်မလုတ်တဲ့ဝန်ထမ်းတွေအားလုံးကိုစကားစကားတော့ချိန်ဆက်ကြံနဲ့ရိုက်ခေါ်သလိုပဲမဖြစ်မနေ ရုံးဝင်ရုံးပြန်တက်ရမယ်ဆိုတဲ့ပုံစံမျိုးတွေလောက်လာပြီးသွားပြီအဲ့တော့နောက်တစ်ခုမန္တလေးမန္တလေးမှာငလျင်ဘေးဒဏ်တင်းတဲ့အတွက်80ရာခိုင်နှုန်းသောအရာတွေကပျက်စီးဆုံးရှုံးမှုတွေအများကြီးရှိနေပြီဒီလိုပျက်စီးဆုံးရှုံးမှုတွေဖြစ်တဲ့အချိန်ခါမျိုးမှာအလောင်းတွေလည်းထုတ်လို့မရဘူးမိမိရဲ့အိမ်ကိုဘူရူသာငှားဖို့အတွက်ငှားရမ်းကားတွေကလည်းမြင့်တက်နေတယ် အင်တာနက်လိုင်းတွေရလည်းပြတ်နေတယ်မီဒီယာလည်းပြတ်နေတဲ့အတွက်ပတ်စံရှိတဲ့လူချမ်းသာတချို့ကတော့မြို့ကိုစွန့်ခွာပြီးသွားနေတဲ့အချိန်မှာအခြေခံလူဒန်းစားဖြစ်တဲ့လူတွေကတော့မြို့ထဲမှာကြိတ်မိပြီးတော့နေနေရတဲ့အချိန်ရောက်နေတယ်ဒါစကဆာရဲ့စနစ်တကျရုပ်မာတဲ့နည်းတွေပဲကျွန်တော်တို့ဘောမာတွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်သူတို့ကတစ်ဖက်သက်ကိုထောက်ခံနေဆိုတဲ့အရာမှာအခုအချိန်တဘာဝဘေးဒဏ်ဖြစ်တဲ့အချိန်မှာတော့ အနီလည်းမဟုတ်တော့ဘူးအစိမ်းလည်းမဟုတ်ဘူးကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ကပြည်သူတို့ပဲခိုင်းဆိုရင်ပြည်သူတွေပဲဆုံးရှုံးနေရတဲ့အရာကိုလက်ရှိအုပ်ချုပ်နေတဲ့အာဏာရှင်လူစုကပြည်သူအပေါ်မှာတဏှာညာတာမှုကိုချင်းစာတရားရှိမှုရှိသလားမရှိသလားတို့ကအခုဖြစ်ပျက်နေတဲ့မြန်မာနိုင်ငံတို့မှာဖြစ်ပျက်နေတဲ့ပြည်သူတွေရဲ့ဒုက္ခကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ခင်ဗျားတို့အနီလည်းခွဲလို့မရဘူးအစိမ်းလည်းခွဲလို့မရဘူးမဟုတ်မဟုတ်မမှန်တဲ့အရာတစ်ခုကိုလိုက်စွတ်ပြီးတော့ယုံပြီးတော့ အမှန်တရားပါဆိုပြီးတော့ထောက်ခံနေတဲ့အရာတွေကိုကျွန်တော်တို့ကအပြစ်တော့မမြင်ဘူးလက်ရှိမှာပြည်သူတွေကြုံတွေ့နေရတဲ့အရာမှာအနေနဲ့မဟုတ်တော့ဘူးအစိမ်းနဲ့မဟုတ်တော့ဘူးဒါကိုတော့ခွဲခြားနိုင်ဖို့လိုတယ်လို့ကျွန်တော်ကထင်တယ်အဲ့ဒီအချိန်ကမြို့မှာကျွန်တော်တို့ဒီမန္တလေးမှာရှိတဲ့ပြိုကျသွားတဲ့နေရာမှာအင်တာဗျူးပြီးတော့ပြောထားတဲ့ပြည်သူတူဦးရဲ့အတံပေါ့နော်မြေတူးဆက်ငားရမ်းဖို့တွေကလည်းအရန်ဈေးကြီးတယ်အိမ်တွေမှာငွေသိန်း100လောက်ရှိမှမြေတူးဆက်ငားပြီးတော့ဖော်လို့ရမယ်အခြေအနေပဲအနောက်တွေကလည်းအရန်နန်းနေပြီ မြို့ကတော်တော်ကြီးကိုဆိုးဝါးသွားပြီးအလောင်းတွေမထုံနိုင်တဲ့နေရာကအများကြီးတထေးတွေလူချမ်းသာတွေကတော့သူတို့ရဲ့ပတ်စံတွေကိုပေးပြီးတော့အလောင်းတွေကိုထုတ်ကြတာပေါ့တချို့နေရာတွေမှာအသက်ရှင်လည်းရှင့်နေနိုင်တဲ့နေရာတွေကြတော့အတန်တွေလည်းကြားနေရတယ်ငရဲခံနေရတယ်လို့ပဲဒီလိုအရာမျိုးကိုမပြောနဲ့အချုပ်ထောင်ထဲမှာတိုက်ပိတ်ခံရတဲ့ဆိုတဲ့အနေအထားမျိုးမှာတော့ဘလို့ဝိတုခအသက်ရှင်လည်းနဲ့ဝိတုခခံစားနေရတယ်ဒီလိုမျိုးတဘာဝဘေးဒဏ်ကြုံနေရတဲ့အချိန်မှာအပြက်အစီး ဂျားတွေကနေနေရတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝကိုလက်ရှိအုပ်ချုပ်နေတဲ့စစ်ကောင်စီအစိုးရကဘာလို့မျက်ကွယ်ပြုပြီးနေနိုင်နေသလားလဲဒါဆိုရင်တကယ်တွေးကြည့်မယ်ဆိုရင်ဒီအာနာရှင်စနစ်ဆိုးဟာငါတို့ကိုအနီလည်းမခွဲကြပဲအစိမ်းလည်းမခွဲကြပဲစနစ်တကျကိုငါတို့ကိုရုံမာနေတယ်ဆိုတာကိုသိဖို့လိုတယ်ဗျာနော်အာနာရှင်လူစုကတော့မြန်မာနိုင်ငံကိုစနစ်တကျနဲ့ဖျက်ဆီးနေတယ်ဆိုတဲ့ပုံစံကတော့တိုက်ရောက်နေပြီ မှန်တိုင်းပြောမယ်ဆိုရင်ဒီချိန်မှာတော့စစ်ကောင်စီကတော့ပျော်နေတာပေါ့တဘာဝဘေးဒဏ်ကြောင့်တိုက်တီးပြီးလူတွေတည်တဲ့အတွက်ငါတို့ကြီမတုံးပါဘူးဆိုတဲ့အတွက်သူကကြိတ်ပျော်နေဒီလိုကြိတ်ပျော်နေတဲ့အရာကိုတချို့တစ်ဖက်ပိတ်ပြီးတော့မှန်နေတယ်ဆိုပြီးဇွတ်ထောက်ခံနေတဲ့လူတွေကကျွန်တော်တို့ဒီတော်လန်ရေးမှာတော့ဘလို့မှခွင့်လွှတ်နိုင်စရာမရှိတဲ့လူဒန်းစားတွေပဲနောက်တစ်ခုမန္တလေးမှာသမင်းတိုင်ဒီဇိုင်းပျော်ကြတဲ့နေရာမှာပြောထားတဲ့ လူတယောက် ရှိတယ်ဗျရွှေမြည်မှာထမင်းဆိုင်ပြိုကျမှုမှာဝန်ထမ်းတွေထမင်းလာစားတဲ့လူတွေကတိုက်ပြိုကျပြီးတည်ဆုံးခဲ့တယ်စိုင်ပိုင်ရှင်ကရေချိုးသွားနေလို့အသက်မတည်ပဲနဲ့သူ့သားနဲ့သူ့ဝန်ထမ်းတွေကပိတ်မိနေတယ်ကို့အစီအစဉ်နဲ့ကိုလာပြီးတော့ရှင်းလင်းတဲ့အချိန်မြေတူးဆက်ငားရန်ကကတိတ်နေရအောင်ပေးရတယ်လူ၅ယောက်ရဲ့ရုပ်အလောင်းကို အမီစီရင်ပေးပြီးတော့ရှာခိုင်းတာအခြားရုပ်အလောင်း၄ခုပါတွေ့ရပြီးရုပ်လောင်း၉ခုကိုရှောက်ဖွေတွေ့ရှိခဲ့တယ်သူတို့စီရင်ပေးတဲ့၅ယောက်တွေ့ပြီးတော့သူတို့ကဆက်မရှာတော့ဘူးလေ ဲဗျာဘလို့ယူရဲ့ချက်တွေနဲ့များတည်နေတဲ့လူဟာဒီထဲမှာလဲရှိနေပါတယ်အပုံနဲ့နေလဲထွက်နေပါတယ်ဒီဓာတ်ဘော်ဒီရုပ်လောင်းကိုဆွဲထုတ်ဖို့အတွက်ကြတော့ဘာလို့ဆက်မရှာလဲဆိုတော့ရှာဖို့အတွက်ဆိုရင်နဲ့ငါသိင်းပြရမယ်တဲ့ဒါဆိုရင်ဗျာထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေရဲ့ကိုကျင်းစာတရားဟာဘယ်မှာလဲမန္တလေး ထိရင်ငါမနေဘူးกว่าသူပြောခဲ့တဲ့ဘုန်းကြီးတွေဘာမှလဲစကိုင်းထိရင်ငါမနေဘူးกว่าလို့ပြောတဲ့ဘုန်းကြီးတွေဘယ်တွေရောက်ကုန်မလဲဒါအာနာရှင်စနစ်ဆိုးရဲ့ပြည်သူအပေါ်မှာပေးနေတဲ့ဝင်ဆက်တွေပဲဒီထက်ထပ်ပြီးတော့ဆိုးရွားတဲ့အနေအထားတစ်ခုကိုပြောကြည့်မယ်ဆိုရင်ကျွန်တော်တို့တီးတဲ့လူဒန်းသား၃ရက်ရှိတယ်လူဒန်းသား၃ရက်ကတော့အခြေခံလူဒန်းသားလူလက်ဒန်းသားလူဒန်းသားနဲ့ခလိုနီတထေးလူဒန်းသားပေါ့နော်အခု 21မှာအာနာစသိန်းလို့ဒုက္ခရောက်တဲ့အချိန်မှာအချိန်ခံလူသားသားတွေအားလုံးဒုက္ခရောက်တယ်။ဒုတိယအချိန်ထပ်ပြီးတော့ဒုက္ခရောက်တာကတဘာဝဘေးဒဏ်ရေဘေးတွေဖြစ်တဲ့အချိန်မှာဒုတိယလူလက်တန်းသားတွေဒုက္ခရောက်တယ်။ဒီနေရာမှာငါပေါင်ပေါ်ကိုမိဘွားကြက်မှငါပူတယ်ဆိုသိတဲ့လူသားသားတွေအာနာရှင်စနစ်စိုးကိုလည်းမထောက်ခံဘူးအမှန်တရားဘက်ကိုလည်းမသွားဘဲနဲ့ဂျားနေဝါဒကိုကျင့်သုံးနေတဲ့လူသားသားတွေအခုငလင်းဘေးဒဏ်ကြောင့် ချမ်းသာပါတယ်ဆိုတော့လူဒန်းသားတရက်ကိုပါထိခိုက်လာပြီဒီနေရာမှာကျွန်တော်စစကားလေးဒသနာပုံစံမျိုးလေးစကားလေးတစ်ခုပြောကြည့်မယ်ဗျာအငတ်ဘေးစိုက်တို့ဒုက္ခတွေကြုံနေရတဲ့အချိန်မှာ နောက်ဆက်တွဲဖြစ်လာမယ့်အရာကတော့ခိုးဆိုးလူနိုင်ပဲဒီအရာကိုမန္တလေးမြို့မှာငလင်တန်းခံရတဲ့ဖြစ်နေတဲ့အချိန်မျိုးမှာမန္တလေးမှာရှိတဲ့တချို့သော ိုးဆိုးလူနှိုက်တွေဟာနေရာတိုင်းမှာအများကြီးဖြစ်နေတယ်ဒါဆိုရင်စစ်ကောင်စီအုပ်ချုပ်နေတဲ့ကာလအတွင်းမှာရှိတဲ့စစ်သားတို့ရဲတို့ပြူတို့ဘယ်နေရာတွေရောက်နေကြလဲထပ်ပြီးဆိုတာကညနာတွေကိုအဝစ်စီးပြီးတော့လူ9ယောက်လောက်ကတောက်လျှောက်သွားနေတဲ့လိုက်ပြီးတော့အိမ်ပေါင်းစီလိုက်ကြည့်ပြီးတော့ခိုးဖို့လူဖို့ဆိုတဲ့ပုံစံမျိုးတွေလုပ်နေတဲ့အနေဒါဒီအရာကိုပြောလို့ မင်းတို့စကတ်ဆာကိုတွန်းလှန်လို့ဆိုရင် စပြီးတော့ဒီစကတ်ဆာကိုတွန်းလှန်ရတဲ့ရည်ရွယ်ချက်ကအမှန်တရားအတွက်ဓမ္မအတွက်အတ္တမကိုအတင်းအကျပ်နဲ့လုံနေလို့ဓမ္မဘက်ကတော်လှန်တဲ့အချိန်ခါမျိုးမှာပြည်သူကိုစနစ်တကျနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအကောင့်ထဲဖော်ပါတယ်လို့ပြောတဲ့ဒီစစ်ကောင်စီရဲ့ဂိုင်းချုပ်ပေါ့ဗျာကိုကျင်စိုးကဘာကြောင့်များဒီပြည်သူတွေအပေါ်မှာတနာညာတာမှုမရှိဘဲနဲ့ဆက်လုံနေတယ်လေဆိုရင် အဖက်ဖက်ကနေရှုံးနေတဲ့တိုက်ပွဲတွေအဖက်ဖက်ကနေဆုံးရှုံးနေတဲ့သူတို့ရဲ့အကျိုးစီးပွားတွေအတော့တက်နိုင်တဲ့ဘက်ကနေနေရာစုံကနေလိုက်ပြီးကာကွယ်နေတယ်ဗျာဒီလိုကာကွယ်နေတာကိုကျွန်တော်တို့အမှန်တရားဘက်ကတိတယ်ဆိုရင်စနစ်တကျကျွန်တော်တို့ white coat လုပ်သိရင်လုပ်ရမယ်ပြတ်သားတဲ့နေနေရာမှာပြတ်သားမယ်နိုင်ငံတနိုင်ငံကိုကျွန်တော်တို့ကလိုချင်ရင်ပြတ်သားမှာရမှာ မပြတ်သားဘဲနဲ့ လုပ်မယ်ဆိုရင်တော့အဆင်မပြေဘူးကျွန်တော်တို့တွေစီးပွားရေးလုပ်နေတာမဟုတ်ဘူးကျွန်တော်တို့လုပ်နေတဲ့အရာကတော်လန်ရေးစနစ်တစ်ခုကိုမကြိုက်လို့တော်လန်နေတဲ့အချိန်ခါမျိုးမှာယူသားမှုရှိရမယ်ယုံကြည်ချက်ရှိရမယ်ကိုချင်းစာတရားရှိရမယ်ဒါမှသာလျှင်ကျွန်တော်တို့တော်လန်ရေးရပြီးဆုံးကန်အောင်သွားနိုင်မယ်လို့ကျွန်တော်ဒီနေ့ညနေပြောလိုပါတယ်ဟုတ်ကဲ့အားလုံးကောင်းသောနေ့ပါဗျာ